ဂါဇာရဲ့ကျမ်းမာရေးစနစ်ဟာပြိုလဲမဲ့အရေးနဲ့ရင်ဆိုင်နေရပြီးအစ္စရေးအနေနဲ့တိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်နေသလိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများဝင်ရောက်မှုကိုတားမြစ်ထားတာကြောင့်စေယုံများမှမနိုင်ဝန်ထမ်းနေရပြီးတန်ရာရရှိသူများများပြားလာကလူနာအများအပြားကိုကုသမှုမပေးနိုင်တော့ကြောင်းသိရပါတယ်။ဂါဇာဒေသကြီးစေယုံများရဲ့အခြေအနေဟာလျင်မြန်စွာဆိုးဝါးလာနေပြီးစေယုံများရဲ့နေရာအသီးသီးမှာလည်းလူနာများနဲ့ပြည်နယ်တွေကလူနာအများအပြားဝင်ရောက်လျက်ရှိတာကြောင့်မကင်တွင်နိုင်တော့ကြောင်းစေ ရဝန်ထမ်းများကပြောကြားခဲ့ပါတယ်။ပြင်းထန်တန်ရာရလူနာများသားမကအနာတာစီဝေဒနာတွေများကိုပါကျမ်းမာရေးစောင့်ရှောက်မှုမရနိုင်တော့ကြောင်းလေသေဆုံးမှုတွေဟာတိုက်ခိုက်မှုတွေကြာကရရတန်ရာတွေကြောင့်သားမကပဲအရေးကြီးတဲ့ကုသမှုများမရနိုင်တာကြောင်းလေဖြစ်နေတယ်လို့ဆိုပါတယ် တန်ရာရသူအရေးအတွက်ဆက်လက်မြင့်တက်လာချိန်မှာစေးယုံများဟာအရေးကြီးစေဝါနဲ့ပြည်စီများနေပါလာနေပြီးပြန်လည်ဖြည့်တင်းရေးအတွက်လည်းနီလန်မရှိတော့တဲ့အတွက်အရေးပေါ်လူနာများကိုကုသမှုလက်လွတ်ရနိုင်ကြောင်းကျမ်းမာရေးတာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။နိုင်ငံတကာကြက်စီနီအဖွဲ့ကလည်းဂါဇာဒေသရဲ့ကျန်းမာရေးအခြေအနေအတွက်သတိပေးချက်ထုတ်ပြန်ခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများဝင်ရောက်ခွင့်မရတာကြောင့်စေဝါပစ္စည်းများအလွန်အမင်းနေပါလာခဲ့ကြောင်းဖော်ပြခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။